ဒင်ဘာဟာအာစနယ်တက်တာမကပဲပရီးမီးယားလိရဲ့အကောင်းဆုံးညာနောက်ခံလူတစ်ယောက်ဖြစ်လာပြီလားမေတ္တာအလုံးမဲ့မင်္ဂလာပါများအာစနယ်လေဂျင်ဟက်ကတင်ဆက်နေပါတယ်အာစနယ်တင်းရဲ့ညာနောက်ခံလူဂျူလီယန်ဒင်ဘာဟာဒီရီမာဖျက်ထုတ်မှု89.500ခိုင်နှုန်းတိအောင်မြင်အောင်ဆန်းဆောင်ထားနိုင်ခဲ့တယ်လို့အချက်အလက်မှတ်တမ်းတွေရသိရပါတယ်ဒါကဒီရီပရီးမီးယားလိမှာဘောလုံးဖျက်ထုတ်မှုအကျဉ်း30နဲ့တည်းပြုလုပ်ထားနိုင်ခဲ့တဲ့ကစားမရီထဲမှာအကောင်းဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်ဒီလိုမြန်မာရဲ့ဖျက်ထုတ်နှုန်းဆိုတာတာမန်ကစားမရီအတွက်မမီခဲ့တဲ့စံချိန်ဖြစ်ပါတယ်တပွဲချင်းစီမှာဘလောက်ပဲဖိအားများများဆွမ်းဆောင်ရည်မကြဘူးလေလိုအပ်ပါတယ် ။တကယ်တော့တင်ပါရဲ့အာဆီယံကစားမပွားခီးစဉ်ကလည်းလည်းကူကူနဲ့တော့စတင်ခဲ့ရတာမဟုတ်ခဲ့ပါဘူး။2023ဇူလိုင်လမှာအာဆင်နယ်ကိုရောက်ရှိလာခဲ့တဲ့တင်ပါကယာစီစောပိုင်းမှာပဲဒုတန်ရာပြင်းထန်စွာရရှိပြီးတော့ခွဲစိတ်ကူတာမှုခံယူခဲ့ရပါတယ်။အာဆင်နယ်ရဲ့ချန်ပီယံအိမ်မက်တွေအတွက်ရေးပါတဲ့ကာလတွေမှာတောက်လျှောက်ကိုမကစားပေးနိုင်ခဲ့ပေနဲ့တရားစီလုံးနီးပါးအနားယူခဲ့ရပါတယ်။ဒုတန်ရာကဘောလုံးသမားတွေအတွက်အကြီးမားဆုံးရန်သူတစ်ယောက်ဖြစ်ပါတယ်။ထို့သဖြင့်တော့တင်ပါရရှိခဲ့တဲ့ ACL တန်ရာကကစားမားရင်းကြောက်ရတဲ့တန်ရာဖြစ်ပါတယ်။အခမ်းမတင်မှုဆိုရင်ကစားမားဘွားကိုပါတက်ပစ်လိုက်နိုင်တဲ့အထိအန်ရဲ့အတော်လေးကြီးမားလွန်းလှပါတယ်။ ါပဲတင်ပါရဲ့စိတ်တဲ့ကြံ့ခိုင်မှုကတကယ်ဟိုမှလက်ဖြားခါချင်းစရာကောင်းပါလိမ့်ဒီမှာပြန်လဲကစားချိန်မှာဘန်ဝိုက်ဆိုတဲ့အတွေ့အကြုံရင်ကစားမကြီးကညာနောက်ခံလူနေရာကိုပိုင်ဆိုင်ထားပါလိမ့်ဒါပဲတင်ပါရဲ့ခြေစွမ်းပြမှုတွေကအာရီတာတွေ့တာမကအားလုံးအတွက်တကယ်ကိုမှယူချင်းစရာကောင်းခဲ့တာပါတရားကလေးပြန်လဲကောင်းမွန်လာပြီးတော့ရုပ်ပိုင်းဆိုင်ရာပုံမှုကောင်းမွန်လာခဲ့တာလည်းတွေ့ရပါလိမ့်တိုက်စစ်ပိုင်းအတွက်လည်းလိုက်ပါဗန်ပုံးနိုင်မှုတွေအတော်လေးမှအားကောင်းလာခဲ့ပါလိမ့်ညာစုံခန်းစင်းနေရာကနေကစားရတဲ့ဆိုပေမဲ့လိုအပ်တဲ့အချိန်မှာပိုခန်းစင်းမှုဖြစ်လဲတင်ပါကဝင်ရောက်ကစားပေးရပြီးဒီနေရာမှာလည်းအမှားယွင်းမရှိကစားပေးနိုင်ခဲ့ပါလိမ့် လောနေပဲတင်ပါဟာအာဒီတာရဲ့စနစ်မှာရေးပါတဲ့ကစားမတယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့အာသာချက်တွေကတိုက်စီရောခံစစ်ပါအချက်ကြကြလိုက်ပါစီမျောကစားနိုင်စွမ်းရှိတာပါ။ဖီယာများတဲ့ပွဲတွေမှာတောင်မှစိတ်ဓာတ်ကိုတည်ငြိမ်စွာနဲ့ကစားနိုင်စွမ်းအပြည့်ရှိပါတယ်။စာကာအော်ရီကတ်လိုကစားမိုင်းနဲ့လည်းအတိုင်းဖောက်ညီညီကစားနိုင်စွမ်းရှိပါတယ်။အဲဒါကြောင့်မလို့တင်ပါဟာပရီးမီးယားလိမှာအကောင်းဆုံးညာနောက်ခံလူတယောက်အဖြစ်ပရိသတ်တွေကအတိအမှန်ပြုလာခဲ့ကြပါတယ်။အာစနယ်ရဲ့အနည်းနဲ့စေချာချမ်းမဲလိအိမ်မက်အတွက်တင်ပါကဘယ်လိုကူညီနိုင်ပါလိမ့်မလဲ။ ။ဒီမရဲ့ပံပိုးမှုတွေကြောင့်အာဆင်ရဲ့ခန်းစစ်ပိုင်းကိုဘောဘရော့ဒီညင်မှာကြောမှုရှိလာစေပါရည်။ညာချန်ကနေအာဆင်ရဲ့ခန်းစစ်ကိုသာမကတိုက်စစ်ကိုပါအားကောင်းတဲ့ထောက်ပံ့မျိုးဖြစ်စေပါရည်။ဒီချက်တွေကအသင်းငယ်တွေနဲ့ထိတ်တဲရင်ဆိုင်ရတဲ့ပွဲတွေမှာအာဆင်ကိုအေးစေးစေးနဲ့ပဲအသာစီးရရှိစေပါရည်။လို့ဆိုတော့တင်ပအနေနဲ့ရှေ့လျှောက်သူ့ရဲ့ဒုတန်ရာထပ်မဖြစ်ရေခရူးဆိုင်ဖို့လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ချစ်တော်ကစားမတွေကစိတ်သက်ပြင်းထန်လုံးတဲ့နေရာမှာအဆွမ်းရောက်သွားပြီးတော့ဒီအားနဲ့ချက်တွေကိုတိုက်ခတ်တဲ့လေရှိလို့ဖြစ်ပါတယ်။ရော်နီဆိုရင်လည်းတယ်ရီကိုဒီလိုမျိုးဖျက်ထုတ်ကစားခဲ့ဘူးပါတယ်။ ဒီချက်ကိုတင်ပအနေနဲ့ပေါပေါတန်တန်သဘောမထားသင့်ပါဘူးလက်ရှိစွမ်းဤချက်ပုံမကောင်းမွန်လာအောင်လဲတင်ပအနေနဲ့ကြိုးစားမှာဖြစ်ပါရည်ဘာလို့လဲဆိုတော့အားလုံးကဒီတိုင်းရက်တက်နေကြတာမဟုတ်ပါဘူးဒီကစားမကောင်းနေဆိုရင်လဲသူ့ကိုဘယ်လိုကြော်ဖြတ်ရမယ်နိုင်ယူရမယ်ဆိုတဲ့ဤပြဟာတွေကိုအများတန်းရှာဖွေနေကြလို့ဖြစ်ပါရည်ဘာပဲပြောတင်ပရဲ့စိတ်တက်ကတော့ဒီຢာတွေကိုမှကြောက်တင်နိုင်စွမ်းအပြည့်ရှိမယ်လို့ယုံကြည်ပါရည်လက်ရှိမှာတော့တင်ပါဟာအာဆင်နယ်အတွက်အဖိုးမဖြစ်နိုင်တဲ့ယန္တရာတစ်ပါးလို့ဖြစ်နေပါပြီ။သူရဲ့ခြေစွမ်းစိတ်ဓာတ်နဲ့တည်ငြိမ်မှုတွေကအာဆင်နယ်ရဲ့ချန်ပီယံအိမ်မက်တွေအတွက်အဓိကတော့ကြက်တစ်ခုဖြစ်နေပါလိမ့်။ သူဟာအာစနယ်နာဂတ်ကိုကိုစားပြုနေပြီးတော့ပရီးမီးယားလိရဲ့နောက်ထပ်မျိုးဆက်တစ်ကျယ်ပွင့်တစ်ပွင့်လည်းဖြစ်ပါလိမ့်။အာစနယ်ပရိသတ်တွေအနေနဲ့လူမျိုးကစားမမျိုးကိုပိုင်ဆိုင်ရတယ်ဆိုတာကံကောင်းတယ်လို့ပြောလို့ရကြောင်းပါခင်ဗျာ။အဆုံးထိလိုက်ပါကြီးရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။